အလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဘောတော့ အဲ့တော့ဒါကျွန်တော်ဒီနေ့ညမှာဒါကျွန်တော်မနေ့ပြောအခုလို့ရှိမှကျွန်တော် Resident Evil 8ပေါ့နော်ဒါကျွန်တော် Village Resident Evil Village ဒါပြန်ဆော့နေအဲ့တော့လက်ရှိမှာလက်ရှိမှာ Resident Evil 1ကနေပြီးတော့ကျွန်တော်တခြားဆော့လာခဲ့တာအခုလို့ရှိ Resident Evil 8ရောက်သွားပြီပေါ့နော်ဒါ Village ပေါ့နော်အမှန်တော့ဆိုရင် RE9 Requiem မရောက်ခင်ဒီဒါကိုယ့်အကူရှိတာလေးဆော့နေတာပေါ့နော်အဲ့တော့ဒါကျွန်တော် Resident Evil ဒါအားကြိုက်တာဒါဘုံဝင်လေးပြောမှဆိုတော့အခုဥပတိရလူသိပေါ့ကျွန်တော် Resident Evil series ကိုဒါအားကြိုက်တာရုပ်ရှင်ငါးရွာလောက်မကြည့်ဘဲဒါ game series ရှေ့ဒါ animated ရောက်စားဒါအားသဘောကျတယ်မှာပါတယ် ဒါပါလက်ရှိမှာလည်းခဏလက်ရှိမှာဒါမေးခင်လေးဒါကျွန်တော်ညီကိုတို့မေးခင်လေးဂိတ်2000မယ်ဆိုရင်တော့လေဘူးရဲ့အပြောင်းရွှေ့ကြောင်းလေးနည်းနည်းပြောအောင်အဲ့တော့လေဘူးအသင်းနည်းခုလက်ရှိမှာဒါဖတ်မိရတော့ဆိုရင်တော့ဒါမဂါရီနဲ့ပုတ်ကူရီရသဘောတူညီမှုရရှိခဲ့တဲ့အပြင်ကိုကစားသမားနဲ့၅နှစ်စာချုပ်ချုပ်မယ်ဆိုတဲ့ဒါကျွန်တော်တို့သဘောတူညီမှုတစ်ခုပါဒါလေဘူးအသင်းနည်းရရှိသွားခဲ့ပြီလို့သိရတဲ့မှာပါတယ်ကွနော်အဲ့တော့ ပြောမယ်ဆိုရင်လီဗာပူးတင်းကဒီနေ့တွေ့ရသည့်အပြောင်းရွှေ့ကပြီးမလို့လို့ပြီးမလို့လို့နဲ့မပြီးဘူးဆိုတဲ့ပုံစံမျိုးကတဖြည်းဖြည်းနဲ့ဒါကျွန်တော်ဖြစ်လာခဲ့ပြီဖြစ်တယ်အဲ့တော့လီဗာပူးတင်းရဲ့ခုလက်ရှိမှာသူတို့ခေါ်စရာရှိတဲ့ကစားသမားတွေတော့မင်းမင်းဆန်းခေါ်ခဲ့ပြီဘာကြောင့်လဲဆိုတော့မကြခင်မှာလီဗာပူးတင်းရဲ့ဒါကျွန်တော်တိတိလောက်ဆိုရင်တော့ဂျူလိုင်လ9ရက်နေ့နဲ့10ရက်တွင်မှာဒါကျွန်တော်လီဗာပူးတင်းရဲ့ကစားသမားတွေပြန်လာမှာဖြစ်ပြီးတော့ဒါအာလီစလော့တဲ့တူဒါကျွန်တော် training ပြန်စစ်မှာဖြစ်ပြီးတော့လီဗာပူးတင်းနဲ့ဒါမကြခင်မှာကစားတော့မ pre season အမီကိုဒီကစားသမားတွေနဲ့အတူဒါကျွန်တော်တို့ လောရတော့မှာဖြစ်တဲ့ကြောင့်မလို့လစ်ဗာပူးသင်္ကာတာကျွန်တော်တို့လာမကြခင်မှာဒါလစ်ဗာပူးပြည်သက်တွေမြင်ကျင်တဲ့အာနီစလော့လက်အောက်မှာဒါဖလော်ရီယန်ရစ်စ်တူဒါကျွန်တော်တို့ဂျရမ်ဘီဖရင်ပေါင်တို့ဘီလိုကရာကတ်စ်တူကဒါစော့ပွင်မြင်ရတော့မှာမှာပါဒါပေမဲ့လစ်ဗာပူးရဲ့လက်ရှိပြောင်းရွှေ့ကတာကျွန်တော်တို့ far from over လို့ပြောလို့ရအခုလက်ရှိမှာဒါလစ်ဗာပူးအပြောင်းရွှေ့နေနေဒါကျွန်တော်အယောင်းနေမှာလည်းဆက်ဖြစ်နိုင်နေတဲ့မှာပါတယ်အဝယ်ဒီမှာလည်းမတင်မဲ့ပင်နေဖြစ်သွားနိုင်နေတဲ့မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်အယောင်းမှာဆက်ပြောရမယ်အဝယ်မှာဆက်ပြောရမယ်ဆိုမှတ်ကာကြီးကိစ္စ ဂါယီကိုလက်ရှိမှာလီဗာပူးဘက်ကနေပြီးတော့ကင်ထားတော့သူတို့ရဲ့ stance ကတော့ shin တယ်သူတို့ဘက်ကတော့လက်ရှိမှာလီဗာပူးတင်းနေတာကျွန်တော်အပြောင်းအရွှေ့ကိုပေါင်တန်း30နဲ့35တန်းထက်လုံးဝပို့ပြီးပေးကြအကြောင်းမရှိဘူးသူတို့အနေနဲ့စာချုပ်တက်တာတစ်နှစ်ပဲ channel ကစားသမားဟုတ်သူတို့အနေနဲ့ဒါကျွန်တော်တို့ဘလူးမှဒီဈေးထက်ပို့ပြီးပေးကြအကြောင်းမရှိဘူးဒါဟာလက်ရှိမှာ reality check ဖြစ်တယ်ဗောနော်ဒါနေရာဒီနေရာမှာကစားသမားဟုတ်ဒီလီဗာပူးတင်းကလက်ရှိမှာစင်မော်ရောက်သွားတဲ့အနေထားကဘာလဲဆိုတော့လီဗာပူးအတင်းနေနဲ့အခုလက်ရှိနောက်ဆုံး update တွေသတင်းရဆိုခုနပြောခဲ့သူပဲမတ်ဂါယီနဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရသွားတာလီဗာပူးကစင်မော်ရောက်သွားခဲ့တယ်ဆိုတော့အဲ့တော့ပြောချင်တာကဒါက Crystal Palace အသင်းကို pressure ပေးလိုက်တယ်ဆိုတဲ့သဘောမှာဖြစ်သွားပြီ။ဘာကြောင့်လဲ? Crystal Palace နဲ့အခုလက်ရှိမှာသူတို့အနေနဲ့ကျွန်တော်သိလောက်ပေါ့နော်။ဒါကြောင့် Mark Gary နဲ့တစ်နှစ်ကြိုက်နှစ်သက်တယ်ဆိုရင်တော့တက်တန်းတိုးပိုင်ဝင်က Crystal Palace မှာမရှိတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီနှစ်ကနောက်ဆုံးနှစ်ဖြစ်တယ်။အဲ့တော့ပြောချင်တာကစားသမားအနေနဲ့လာမယ့်6လမှာစာရုပ်တက်တန်းမတိုးဘဲနဲ့ Liverpool ကိုဒါအလွတ်ပုံစံမျိုးဒါကျွန်တော်တို့ပြောင်းရွှေ့တဲ့ပုံစံမျိုးသူတို့ဒါ Premier League Club ချင်းချင်းတော့လုံးလုံးမရတာမှတ်မိတာ Under the Tee ပဲသာလှုပ်လိုက်မယ်ဆိုရင်ပြောမလို့ Crystal Palace နဲ့အခုလက်ရှိမှာရမယ့်ပတ်စံကမရမယ့်ပတ်စံဖြစ်တယ်။ဒါပေမဲ့ပြဿနာကကျွန်တော်ဒါမနေ့ကလေးက တောက်လျှောက်ပြောနေခဲ့သူပဲ Crystal Palace မှာတော်တော်လေးကိုစဉ်းစားချက်ဖြစ်တာဒါကျွန်တော်ဒီတစ်ပတ်တောက်ကြာနေမှာဒါကျွန်တော်တို့တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတို့ရူရိုပါလိနဲ့ပတ်သက်ပြီးတို့ဆုံးဖြတ်သွားအဲ့တော့ Crystal Palace ဒါလာမယ့် နွေရာသီမှာလာမယ့်ရာသီမှာယူရိုပါလိရမယ်ဆိုရင်တော့သူတို့အတွက်တမျိုးတစ်ပုံဖြစ်သွားနိုင်ကြတဲ့ situation ဖြစ်သွားမယ်လို့ကျွန်တော်နည်းမြင်တယ်။ဒါပေမဲ့ကျွန်တော်ထင်တာအားကြောင့်မို့လဲသူတို့အနေနဲ့ဒါ Liverpool အသင်းရဲ့ကန့်လတ်မှုကိုမပယ်ချလို့ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် Liverpool အသင်းကိုလည်းဒါတရားဝင်ဆွေးနွေးခွင့်မပြုဘူး။ဒါဆိုကျွန်တော်ထင်တာသူတို့ယူရိုပါလိရဲ့အခြေအနေပေါ်မူတည်ပြီးတော့သူတို့ကစားသမားတွေကိုရောင်းပါလားမရောင်းဘူးလားဆိုတာကိုသူတို့အနေနဲ့ဒါကျွန်တော်တို့အဆုံးဖြတ်ချက်ချသွားမယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးကကျွန်တော်တို့မြင်မိရတယ်မှာပါတယ်ပေါ့။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံး update တည်နေရဒါသွားနေတဲ့ပုံစံရ Liverpool တော်ဆင်ပေါ်ရောက်သွားပြီအဲလိုဘူးတင်းတဲ့ခုလက်ရှိမှာဒါ Crystal Palace ကိုမင်းခုလက်ရှိမှာဒါကျွန်တော်တို့ လက်ခံလက်ခံမလက်ခံရင်တော့ကျွန်တော်တို့ဒါညီမတို့ပြောရွေးပေါ့လက်ခံလက်ခံမလက်ခံဆိုတာ35တန်းပုံစံမျိုးဒါအခုလည်း35တန်းလက်ခံလက်ခံမလက်ခံဆိုတာဒါလာမယ့်6လမှဒီကစားသမောင်ငါတို့ဒါကျွန်တော်အလွတ်နဲ့ချုံအဲ့တော့ဒီနေ့မလဘဘူးကနောက်ထပ်ဆင်တစ်ခုဖြစ်သွားဒီအပြောင်းရွှေ့ကကူနာတေးကိုလည်း pressure ပေးနေလို့မင်းညကကျွန်တော်ပြောခဲ့လို့ပဲဒီအပြောင်းရွှေ့ကလီဗာပူးသင်းအတွက်ဒါကျွန်တော်တော်တော်လေးကိုကောင်းရွှေ့တစ်ခုဖြစ်လာပြီးတော့ဒါကူနာတေးနဲ့ miss sign မထုဘူးဆိုရတယ်ကိစ္စမရှိဘူးမြို့ကနောက်နှစ်မှအလွတ်နဲ့ရုံပဲငါတို့ကတော့ခုနပြောလို့ပဲကူနာတေးအခုလည်းရှိမှပြပြောရမယ်ဆိုရင်တော့ Jeremy Frank Pound ကိုဒါကျွန်တော်အာနူနီယာကိုဒါ35တန်းလောက်နဲ့ဒါကျွန်တော် ို့အဲ့တော့ပြောမယ်ဆိုရင် market ထဲမှာတော့ဒါဈေးပေါ်တယ်လို့ပြောလို့အခုလက်ရှိမှာခင်ဗျာဘယ်ကစားသမားခေါ်ခေါ်ဗျာ45 50လောက်ရှိနေတဲ့အချိန်မှာ35လောက်နဲ့ရမယ်ဆိုတော့မဆိုအဲ့တော့ crystal palace တွေနဲ့အခုလက်ရှိမှာစဉ်းစားရမှာပေါ့နော်အဲ့တော့ဒါကျွန်တော်ဂါယာလက်ရှိမှာပူဆိုးသွားတာတကွာဂါယာလက်ရှိမှာ liverpool နဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရသွားခဲ့တာတော်တော်လေးကိုဒါ liverpool အသေးအတွက်စင်ပေါ်ရောက်သွားတဲ့အကြောင်းဆိုတော့ liverpool အတင်းညမှာဒီ ဂါယီရဲ့အပြောင်းအရွှေ့ကိုကင်ပြီးကူနာတစ်ကိုလည်းချိုးလို့ရသူခရစ်စတယ်ပေးလစ်ကိုလည်းချိုးလို့ရအဲ့တော့လီဗာပူးတော့မိုက်ကယ်အဝတ်တော့ကဒီညမှာဆရာကြပါတယ်ပါရှူလိုများမိုက်ကယ်အဝတ်တော့ကမိုက်ကယ်ကိုခင်ဗျာသူကသူပတ်စံသုံးတာမသုံးတာတကယ်အခုလည်းဒီညမှာလည်းသုံးတာပဲတော့အဲသုံးတာမသုံးတာတကယ်ဒါပေမဲ့ဘယ်လိုပဲပြောတာကျွန်တော်ပြန်ကြည့်မှာတော်တော်လေးကိုမိုက်တဲ့ scenario ဖြစ်သွားပြီပေါ့အဲ့တော့ဒါကျွန်တော်လက်ရှိမှာလူတော်များစိတ်ဝင်စားတာအီးသွားတယ်ဒါကျွန်တော်တို့ Robertson အပြောင်းစင်အဲ့ Robertson ရဲ့အပြောင်းအရွှေ့မှာကစားသမားကိုတိုင်ကလည်းမီးစိမ်ပြခဲ့တယ် Atletico Madrid ကလည်းခေါ်ခြင်းဒါဘာကြောင့်မလို့လက်ရှိမှာဒါကျွန်တော်ငြိမ်သွားခဲ့တယ်လက်ရှိကြားရတဲ့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့ Atletico Madrid က်ထရီနဲ့ဒီနေ့ဒါကျွန်တော်ဒီနေ့အဲ့ပေါ်သရုပ်မှာဒီနေ့ပေါ့နော်ဇူလိုင်လ၁ရက်နေ့မှာဒါကျွန်တော်လီဗာပူးသင်းနဲ့ဒါတရဝင်းဆွေးနွေးသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဒါအကြောင်းကြောင့်ကျွန်တော်တို့တော့မသိဘူးဒါကျွန်တော်ထင်တာကအန်တီရော့ဘစ်စင်ရဲ့ဒါကျွန်တော်လက်ရှိရယ်လီကျွန်တော်ဒါစာချုပ်အခြေအနေကြောင့်ပဲလာဘာကြောင့်လာတော့ကျွန်တော်တို့ဒါသိချင်ပြီဘာလို့ဆို ဒီကြောအခုလက်ရှိတာဖို့သူတို့စာအုပ်ချုပ်ပြီဆိုတော့ဇူလိုင်လ1ရက်နေ့ပုံစံမျိုးနဲ့စာအုပ်ချုပ်ကြတာဟုတ်အဲခုနကကစားသမားတယောက်ခင်ဗျာစာအုပ်ချုပ်တယ်ဆိုဇူလိုင်လ1ရက်နေ့အဲ့တော့ဒါအန်ဒီရိုဘင်ဆင်နဲ့ဒါကျွန်တော်တိတိလောက်ပြောမယ်ဆိုရင်တော့ကစားသမားဒါကျွန်တော်တို့အဲလီဗာပူးနဲ့စာချုပ်တက်တန်းလာတဖြည်းဖြည်းနဲ့ကုံဆုံးမှုနီးလာတဲ့အချိန်မှာဒါကိုကင်ပြီးတော့ဒါကျွန်တော်တို့ဟိုအဲအက်သလက်တီကိုမက်ထရစ်ကနေပြီးတော့ကျွန်တော်ဒါဆွေးနွေးမယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးတယ်ပေါ့နော်အဲ့တော့ဘီသိုပင်ဆိုစီကမူတာအက်သလက်တီကိုမက်ထရစ်နဲ့ဒါရိုဘင်ဆင်ရဲ့အပြောင်းအရွှေ့ကတော်တော်လေးအေးသွားတဲ့အချိန်မှာ ဒီနေရာမှာဘာဆူလာဆိုစီမီကက်စ်ကဆူလာတယ်အဲ့ရောဘတ်ဆန်ထွက်မလားမထွက်မလားမသိကြဘူးကျွန်မဒါစီမီကက်စ်ကသူကမီလိုဂရာကက်ရောက်လာတိကျခင်ဗျပက်ကင်အော်ဒါမှာကြည်လိုက် တေဂျာတခုဟာမီလိုဂရက်ကက်စ်ကနံပါတ်1 left back ပေါ့ဟုတ်တယ်မလားဒါပြီးတော့ခုနကအန်ဒီရောဘင်ဆန်ဒုတိယအဲ့တော့ဒီနေရာမှာစီမီကက်စ်က तू ကထွက်အောင်မလားမထွက်အောင်လားအဲ့မှာ तू တဲ तू တိုင်ပတ်ပြီအဲ့တော့ရောဘင်ဆန်ထွက်မှလည်းမထွက်မှဘုံမူတည်ပြီးတော့ကျွန်တော်မြင်ကြည့်တာကဒီနေရာမှာအဲရောဘင်ဆန်ကဟိုဘာလဲအဲအဲ့ပေါ့ဟိုစီမီကက်စ်ကသူ့ရဲ့နာကောက်ဆုံးပြအဲ့တော့ပြဿနာစီမီကက်စ်ရဲ့သူ့နာကောက်ကိုဆုံးပြရမှာရောဘင်ဆန်ပေါ့အများကြီးမူတယ်အဲ့တော့လစ်ဗာပူးရဲ့နောက်တန်းရဲ့အပြောင်းရွှေ့ကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာခဲ့တယ်ဟိုကိုင်းကျွမီကျွန်းငိုင်းမီတွေအရင်ဖြစ်ပြီးတယောက်ကိုတယောက် rely အရင်ဖြစ်သွားတဲ့ပုံစံဖြစ်သွားအဲ့တော့ဒါအန်ဒီ ရောဘင်ဆန်ကိုလည်းရှိမှာတီယာတလောက်ကတော့အက်တလတီကိုမက်ထရိုနဲ့ဆက်လက်ပြီးကြိုးစားနေစေပြီတီယာတလောက်ကတော့ဗောနော်ဒါအဲအက်တလတီကိုမက်ထရိုကရီယယ်မက်ထရိုကိုတော့အက်တလတီကိုမက်ကလီဗာပူးကိုဒါတရားဝင်ချိတ်ဆက်မှုမပြုသေးတာကသူ့ရဲ့စာချုပ်အခြေအနေကြောင့်ဗောနော်ဂျူလိုင်လတရားရဲ့ဒီနေ့မှာစာပြီးတရားဝင်ပြန်အဲ့တော့တေချာတကူကစိတ်ထက်မှာထင်တာကရောဘင်ဆန်ထွက်မှာပါဒီလည်းဆိုသူရောဘင်ဆန်နဲ့ဒါလက်ဂျန်တယောက်အနေနဲ့ထွက်သွားမယ်အမြင့်ဆုံးဒါပရီးမီးယားလိဆူဖလိုက်ယူဆူကူဘီထွက်သွားရဲဆိုတဲ့ပုံစံမတူထွက်သွားလိမ့်မယ်အဲ့တော့ဒါကျွန်တော်ထင်တယ်လီဗာပူးတင်တဲ့စီမီကတ်ကိုဆက်ထားမယ်လို့ကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးကကျွန်တော်မြင်ပြီးရတယ်ဗောအဲ့တော့လီဗာပူးတင်ရဲ့နောက်တန်းအပြောင်းအရွှေ့ကဒီလက်ရှိအနေအထားရ ေးကိုတည်တည်နဲ့လှုပ်လှုပ်တည်တည်ဖြစ်နေတယ်မဟုတ်ပါတော့လီဗာပူးအသင်းအနေနဲ့အခုလက်ရှိမှာသူတို့အနေနဲ့ဆက်ပြီးစိတ်ဝင်စားဖို့ကောင်းသူတို့ရဲ့ကွင်းလယ်ပိုင်းမှာကွင်းလယ်ပိုင်းမှာလက်ရှိမှာစိတ်ဝင်စားစရာကောင်းနေဆိုပေမဲ့အပြောင်းလဲတော့မြင်များဆဆမရှိတော့ဘူးလို့သိရတယ်မဟုတ်ပါအဲ့တော့ဒါလီဗာပူးအသင်းနဲ့အခုဒါမဲ့နွေရာတီမာတော့ဒါကျွန်တော်လာမဲ့ဆောင်းရာတီနဲ့နွေရာအဲ့လိုလာမဲ့ဆောင်းရာတီပဲပြောပါလာမဲ့ဆောင်းရာတီမှာတော့လီဗာပူးအသင်းက စာလားကိုစာထုတ်ဘူးလို့သူတို့စတင်ပြီးစဉ်းစားပဲ right ဝင်းနေရမှာလက်ရှိမှာသူတို့နေဘဒုကိုခေါ်မလဲ market ထဲမှာသူတို့စာပြီး analyst လုပ်မယ်လီဗာပူးတင်းနဲ့လာမင်းနွေရာဒီမှာလဲတိုက်စစ်အတွက်စံချိန်တင်ပြောင်းရွှေ့ကြီးထပ်သုံးမယ်ဆိုပြီးတရေထွက်လာအဲ့တော့လီဗာပူးကတော့ရှင်းနေပြန်ကျွန်တော်လက်ရှိမှာဒါဝင်နူးနက်စ်ကိုရောင်းတာတော့ရောင်းပါပဲလက်ရှိမှာနပိုလီနဲ့ဒါကြောင့်ဒါဝင်နူးနက်စ်ကမီးစိမ်းပြောက်သွားပြီးကစားသမားပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရသွားပြီးအဲ့တော့နပိုလီနဲ့လီဗာပူးကဆက်လက်ပြီးဆွေးနွေးစရာဖြစ်တဲ့လီဗာပူးဒါနပိုလီပေးချင်တဲ့ဈေးနဲ့လီဗာပူးလိုချင်တဲ့ဈေးကကွာဟမှုရှိနေတယ်ကြောင့်မလို့နပိုလီဘက်ကတရားဝင်ကန့်လန့်မှုမလုပ်သေးဘူးအဲ့တော့ဒီနှစ်ယောက်ကြဆက်လက်ပြီးဆွေးနွေးပြီးနပိုလီတင်တဲ့ဒါတရားဒ တော့တကြိမ်ကမ်းလှမ်းတကြိမ်လက်ခံဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့အဲ နပိုလီဘက်ကလှုပ်ချင်တယ်ပေါ့အဲ့တော့နပိုလီနီနဲ့နာဝင်နူးနက်စ်ကသူတို့ရဲ့နံပါတ်1တိုက်စစ်မှုဖြစ်သွားပြီဖြစ်တဲ့အကြောင်းသူတို့နဲ့ကြိုးစားစေဖြစ်တယ်ဒါပေမဲ့လက်ရှိမှာနပိုလီကလီဗာပူးပေးချင်တယ်လီဗာပူးတောင်းတဲ့ဈေးပုံစံမျိုးမပေးချင်ဘူးအဲ့ဒါကလက်ရှိမှာအဟန့်တားတစ်ခုအနေနဲ့ဖြစ်နေတယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့ personally မြင်တယ်ပေါ့အဲ့တော့ဒါလက်ရှိမှာဒါဝင်နူးနက်စ်ဆော့သွားမယ်ဆိုလီဗာပူးတင်တိုက်စစ်မှုဘယ်သူပြန်ခေါ်မလဲဆိုတဲ့အဖြေကကျွန်တော်တို့ဒါပြောရမှာတော်တော်လေးကိုအဲခတ်တဲ့အနေထားမှာကျွန်တော်တို့လက်ရှိ market ထဲမှာခေါ်မယ်ဆိုရင်ဂျော်ဒန်ဒေးဗစ်ကိုတော့အလွန်နဲ့ခေါ်လိုက်ရလီဗာပူးတင်တဲ့အဲ့ဒီအကွက်ကိုနင်းသွားမှာဒါမှမဟုတ်တော့ဘယ်လိုပဲဒီကိုဂျိုတာကလက်ရှိမှာ ထွက်ဖို့မသေးကြတော့ဝူဖသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်သတင်းတွေကတော်တော်လေးကိုမင်းမိန်သွားခဲ့တယ်ဒါပေမဲ့ဒီဂိုဂျိုဒန်နဲ့ခုလက်ရှိမှာသူကလက်ရှိလေဘဘူးသင်းကရင်ထွက်ချင်နေစေဖြစ်တယ်ဘာလို့ဆိုတော့မကြခင်မှာဒါစူပါစတာဆိုင်ငယ်တယောက်အနေနဲ့တိုက်စစ်မှုထက်ရောက်လာခဲ့မယ်ဆိုရင်လေဘဘူးအသင်းအနေနဲ့ထပ်ပြီးတော့ဒီစားသမားကိုခေါ်ပါမလားဆိုတဲ့မေကွန်စိတ်ဝင်စားဖြစ်တော့ဒီဂိုဂျိုဒန်နဲ့သူ့ရဲ့နေရာမသိကြတော့သူ့အနေနဲ့ဒါပို့ပြီးတော့သူနံပါတ်1နေရာရမယ့်နေရာကိုသူပြောင်းချင်တယ်အဲ့တော့ ဒါဝင်လွတ်ဆွတ်သွားမယ်ဆိုရင်တော့လီဗာပူးတင်းရဲ့တိုက်စစ်ကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပြီးဘဒုကိုထတ်ခေါ်မလဲဆိုစိတ်ဝင်စားအဲ့တော့တချို့တွေပြောရင်အီဆက်ကိုတော့မခေါ်အီဆက်ကိုလက်ရှိမှာလီဗာပူးတင်းနဲ့တန်း100ထပ်3နိုင်နေဆိုတော့လီဗာပူးမကွာအီဆက်ကမပြောင်းဘာကြောင့်လဲဆိုတော့အီဆက်ကဒါ Newcastle United ကို gentleman agreement လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မသူတို့နည်းပြောင်းမှုစီစဉ်မရှိဘူးဒါကိုတော့သိရတယ်မှာပါအဲ့တော့ပါပဲဘောလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TB4U တို့မှာကျင်းလူဆိုပါဝင်ကူညီလို့ရပါတယ် န်းများကြီးလည်းကလစ်ဖို့မမိကြပါနဲ့ဦးဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုနေ TV4 youtube link လေးတွေကိုထည့်ပေးထားခြင်းမကြောင့်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရရန်းများကြီးလည်းကလစ်ဖို့မမိကြပါနဲ့ဦးများများကလစ်မှမမြင်နိုင်ဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့အားလုံးကိုကျူးတူပါတယ် Dave ဗျ